ဆိုတော့ဒီနေ့မှာကတော့ဂျော်ရှေးမှာပိုင်းစရီအနေနဲ့တင်ဆက်ထားတဲ့ Netflix ကနေအခု2025မှာထွက်ရှိထားတဲ့ series 1 Wanna Give You Tangerine နောက်ထပ်အပိုင်းဆက်ကိုဆက်လက်ပြီးတော့သွားမှာဖြစ်ပါတယ်ဆိုတော့မကြည့်ရသေးတဲ့ duration နဲ့အစကနေရင်သွားကြည့်လို့ရပါတယ်ခင်ဗျဒီကားမှာအာယုနဲ့ပတ်ပုတ်ကန်းတို့ပါဝင်ထားတဲ့1960ခုနှစ်ကာလအခြေပြုငယ်ကားချေအနှစ်တရာလို့ကျွန်တော်နာမည်ပေးထားတဲ့အကောင်စား drama series ရုပ်ရှင်လေးကိုကြည့်လိုက်ကြအောင်ပါဒီနေ့မှာတော့အပိုင်းဆက်1ဖြစ်ပါတယ်ခင်ဗျ ီပိုင်းဆောင်မှာတော့ချွန်းစောကစိတ်ပူနေတဲ့အဲဆွန်းစီလာပြီးတော့လိုခဲ့တဲ့နှစ်အနှဲငယ်လောက်ကအဲ့ဒီခန်းမှာနေခဲ့မှုတဲ့အကြောင်းပြောပါတယ်။ပြီးတော့ချွန်းစောနေတုန်းကဗရင်းပေါက်တရားနကူကလေးကဂျိုင်းနဲ့နေတာကြောင့်အခုလဲဂုံမြောင်းရဲ့အသက်ကိုမှီသွားတာလို့ပြောနေပါတယ်။အဲဆွန်းအောင်ရင်တမမသာဖြစ်နေပြီးတော့လင်းသားလွတ်သွားရင်သူသမီးတစ်ခုခုဖြစ်သွားနိုင်အောင်တွေးကငိုကြွေးနေခဲ့ပါတယ်။ချွန်းစောလဲအဲဆွန်းကဂုံမြောင်းစီကိုလာခြင်းနဲ့စိတ်ကြောက်မယ်မဟုတ်တာကိုတီးသွားခဲ့ပါတယ်။အဲဆွန်းကသူ့ကိုယ်သာဂုံမြောင်းကိုကယ်တင်ခဲ့တာဖြစ်ပြီးတော့ဂုံမြောင်းကသူ့ထပ်ပို့ပြီးတော့စိတ်ထားကောင်းတာကြောင့် အမေဖြစ်သူငဲလိုက်တာလို့ပြောပါတယ်။အဲ့လိုမျိုးချုံစောင်းနဲ့အဲဆုံးတွေစကားပြောနေတော့မှပဲရုံဘောင်အပြေးရောက်လာခဲ့ပါတယ်။ရုံဘောင်ကရောက်တာနဲ့ဂုံမြောင်ကိုပြုစုနေပြီးတော့စိတ်ပူလုံနေခဲ့တာပါ။အဲဆုံးနဲ့ရုံဘောင်ဂုံမြောင်ပေါ်မှာပြုစုနေအောင်မြင်ပြီးတော့သူနဲ့ဂွမ်ရှိရဲ့အဖြစ်ပြက်တွေကိုပြန်ပြီးတော့တရိယာသွားမိပါတယ်။ရုံဘောင်ကဂုံမြောင်ကိုစိတ်မချတော့ကြောင်းလက်ထပ်ဖို့ပြောပါတယ်။ရုံဘောင်ကဂုံမြောင်စိတ်ကြိုက်တာနေမယ်ဆိုရင်ဘာလို့လက်စွပ်ယူထားတာလဲလို့အော်မေးနေခဲ့တာပါ။အဲစကားကိုကြားတော့အဲဆုံးနဲ့သူနဲ့ဂွမ်ရှိတုံကအချိန်တွေကိုပြန်ပြီးတော့တရိယာမိသွားပြန်ပါတယ်။ အဲတုန်းကတော့ဂွမ်ရှိကအဲဆုံးကိုလက်ဆုပ်ဆုပ်ပေးပြီးတော့ဘယ်ကိုမှမသွားဘဲသူနဲ့အတူနေဖို့ပြောခဲ့တာပါအဲဆုံးလဲရုံမုံစီကပါအဲစကားတွေကိုကြားလိုက်ရတော့ဘယ်ကနေတင်ပြီးတော့တပုံစံနဲ့တူအောင်ပြောနေတာလဲလို့တွေးနေမိပါရုံမောင်တော့အိမ်ပြောင်းစီခြင်းပေမဲ့ဂွန်မြောင်ကရုံမုံရက်ကွက်ကိုမကြိုက်တာကြောင့်ညှင်းဆူနေခဲ့တာပါဂွန်မြောင်တယောက် gas နဲ့မှန်ခမ်းတာကြောင့်ကောင်းကိုက်နေခဲ့တာဖြစ်ပါဒါပေမဲ့ယုံဘောကဒီတိုင်းလက်ထပ်ပြီးတော့တိုက်ခမ်းမှာတူတူနေကြဖို့သာအတင်းပြောနေခဲ့ပါလေ။ယုံဘောကလမ်းမိတိုင်းတော့မလဲပေးတဲ့အဲ့ဒီရက်ကွက်ကိုတယောက်တည်းထပ်သွားနေတာလည်းမကြိုက်ပါဘူး။ ပြီးတော့ရုံမောကဂုံမြောင်ရုပ်ရှင်လက်မှတ်တွေရောင်းနေရလို့ညမအိပ်ရတာကိုလည်းမကြိုက်ပါဘူးရုံမောတရားဂုံမြောင်အင်ရှင်အရေးကဲကိုကြည့်နေရတာကြောင့်ဖုန်းမပြောနိုင်ဖြစ်နေရကိုလည်းသဘောမကျပါဘူးပြီးတော့ရုံမောသတင်းနေထဲမှာပါသလိုမျက်စိတမိတ်တွဲမှာမတော်ဆဖြစ်ပြီးတော့အကုန်လုံးတေကုန်ကြတာကြောင့်ဂုံမြောင်တယောက်တည်း gas man ပြီးတော့တေသွားမှာကိုဆိုရင်နေခဲ့တာဖြစ်ပါတယ်ကလေးတယောက်လိုရှာကြီးငငငိုနေတဲ့ရုံဘုံတော့အဲဆုံးပါဝင်စေးယုံခန်းထဲက nest တွေအားလုံးကလည်းဝိုင်းပြီးတော့ကြည့်နေခဲ့ကြပါတယ်ကွန်မြောင်းတော့စစ်ထဲကပြန်လာပြီးတာတော့မရင်ကြက်နိုင်သေးတဲ့ကောင်လေးကိုချော့ပြီးတော့ မျက်ရည်တွေတုပ်ပေးနေပါလေရုံဘွားကဂုံမြောင်းလက်ကိုကိုင်ပြီးတော့သူ့မိသားစုသူနီးနဲ့ဘလို့ဖြစ်ဖြစ်ကြည်လုံးမှာဖြစ်လို့လက်ထပ်ဖို့ပဲပြောပါလေအနမှာတော့အဲဆုံးကဓာရီကိုနားထောင်ပြီးတော့သူ့ငယ်ဘွားကအချီဦးကိုတရိယာနေပါလေကွမ်ရှိတုံးကလည်းအဲဆုံးကသူနဲ့သာနေမှာမလို့အဖွားရဲ့လက်ပါးစီလှုပ်ဖို့မဟုတ်တာကြောင့်ဘသူမှထိမြအောင်တာဝန်အပြည့်ဝယူခဲ့တာပါဂုံမြောင်းကရုံဘုံအမေကိုသဘောမကျတာကြောင့်ရုံဘုံမယူခြင်းသေးပါဘူးအဲ့တော့ကြားပြီးတော့အဲဆုံးလဲဒေါသတကြီးနဲ့ရောက်လာပါတော့တယ်ပြီးတော့အဲဆုံးကရုံးမုံဒေါသကြီးနဲ့ကြည့်ပြီးတော့ ကိုမြောင်ဘာလို့သဘောမကျတာလဲလို့မေးလိုက်ပါတယ်တမမတော့ရင်ကုန်းသမားအတော်ကြီးတွေကယွန်းစုကိုဇန်ကီရဲ့တမိမန်တိသွားပြီးတော့အန်အောနေပါတယ်ကိုမြောင်တော့ဇန်ကီတမိဖြစ်နေတာကရည်စရာမပါဘူးလို့သာပြန်ပြီးတော့ပြောခဲ့တာပါအဲဒါကြောင့်အတော်ကြီးတွေကတော့ဇန်ကီရဲ့ဆန္ဒတွေကတမိဖြစ်သူကဖြည့်ဆည်းပေးနေတယ်လို့သာထင်နေပါတယ်ပြီးတော့အဲဆွန်နဲ့ဇန်ကီတို့ကဒီနေရာဒီဆိုင်မှာနေမျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြတာလို့အတော်ကြီးကပြောလိုက်ပါတယ်အဲတော့ကော်ဖီဆိုင်ဖွင့်ထားတာဖြစ်ပြီးတော့နှစ်ယောက်သားကကျင်ဘက်တွေ့ခဲ့တာလို့ပြောပြလိုက်ပါတော့တယ် အဲစကားကိုကြားပြီးတော့ကလေးနှစ်ယောက်စလုံးနဲ့အံအားတင်သွားခဲ့ရပါတော့တယ်။ဒါမှမဟုတ်တော့အဲဆောကသူသမီးကိုဘာလို့သဘောမကျရအောင်ဘာဖြစ်လို့လဲလို့မေးနေခဲ့ပါလေ။အဲအချိန်မှာပဲနတ်ကချွန်ဆော့ကိုဂုံမြောင်းအုတ်ထင်းသူဖြစ်လက်မှတ်ထိုးဖို့လှမ်းပြီးတော့ခေါ်လိုက်ပါလေ။ရုံးဘောကလည်းကြည်နေအောင်ချွန်ဆော့ကဒီအချိန်လေးကိုရှောင်မှုကြိုးစားပြီးမဲ့အဆင်မပြေပါဘူး။နတ်ကတော့ခုနလေးနဲ့ချွန်ဆော့ကိုယ်တိုင်ဂုံမြောင်းကိုဂုံပိုးပြီးတော့ပြေးလာတာလို့ပြောလိုက်ပါလေ။ဒါလို့ချင်းနေပြနေတော့မှပဲအဲဆုံးကရုံးပုံသူလည်းမကြိုက်ကြောင်ပြောလိုက်ပါတော့တယ်။အဲနောက်မှာတော့အုံမြောင်းက သူ့အမိနဲ့ညှင်းစုအဖေတို့တွဲကြလားမတွဲကြလားဆိုတော့မေးနေခဲ့ပါလေအတော်တွေအကုန်လုံးကအုံမြောင်းမခံမရနိုင်အောင်လို့စနှောက်နေကြတာပါအတော်တွေကနှစ်ယောက်သားတွဲတော့မတွဲခဲ့ကြပါမိလက်ထပ်မိမလို့ဖြစ်သွားတယ်လို့ဝန်ခံလိုက်ပါတော့တယ်အဲကြောင့်အုံမြောင်းတယောက်မခံမရနိုင်ဖြစ်ကအပြင်ကိုထွက်ပြေးသွားပါတော့တယ်အုံမြောင်းရဲ့ပုံပြပန်းပြမျက်နှာအောင်မြင်တဲ့ရင်ငုံသမားတွေလည်းခိုးပြီးတော့ရီကြပါတော့တယ်အဲ့နောက်မှတော့အုံမြောင်းဆိုင်ရှိမှထွက်လာရင်လည်းအဖေဖြစ်သူကိုစိုက်ကြည့်နေခဲ့ပါအဖေကတော့အုံမြောင်းသဘင်ပုံစံနဲ့စိတ်ရှုပ်ဖို့ကောင်းနေရာကြောင့် ်ဝမ်ငါးတောင်းပေးပြီးတော့ဂရုံးသွားတုံးဖို့ပြောပါတယ်အနောက်မှာတော့အွန်မြောင်းကစစ်တပ်ထဲဝင်ဖို့ဖြစ်လာပါတော့တယ်ပြီးတော့အွန်မြောင်းဟင်းစုပေးထားတဲ့မှတ်စုစာအုပ်လေးကိုဖတ်ကြည့်နေပါတယ်အွန်မြောင်းနဲ့တူအဖေနဲ့အမေလည်းပါလာပြီးတော့အဲဆိုကတော့တပ်ထဲဝင်တော့မယ်သူသားကိုစိတ်ပူနေတာပါအဲဆိုကခုနောက်ပိုင်းတပ်ထဲမှာရိုင်းနှက်တာမျိုးရှိမှကိုလည်းစိုးရိမ်နေပါတယ်အဲဆိုကသူသားကိုတက်ကတော့ပဲဆက်ပြီးတော့တက်စီချင်တာကြောင့်စိတ်ပူပြီးတော့ငိုယိုနေပါတယ်အဲ့တော့မှတော့ဂုံမြောင်လဲပီကာဆိုစစ်မှုထမ်းထွက်သွားတာကိုတီးသွားခဲ့ပါတယ်။ဂုံမြောင်ချုံးဆောက်စစ်မှုထမ်းမိသားလို့ထင်ပေမဲ့ အခုလိုချက်ချင်းထွက်သွားတာကိုတော့အံ့ဩနေတာပါအဲတော့ ND ကတော့ချုံးစော့ပုံစံစစ်ပါတိုက်ခဲ့တဲ့ပုံစံနဲ့တူနေတဲ့ပီကာဆိုကအသက်28နှစ်ပဲရှိသေးတယ်လို့ပြောလိုက်ပါတယ်ပြီးတော့ချုံးစော့ကဆိုဂျူးနဲ့ပေါ့ပေါ့ကိုတတိထွက်ပေးခဲ့ပြီးဂျန်နာကိုသူတို့ယူဖို့ပေးခဲ့ပါတယ်ကိုမြောင်တော့သူလည်းအလုံးထွက်တော့မှာဖြစ်လို့ပီကာဆိုနဲ့ထပ်ပြီးတော့မတွေ့နိုင်တော့မှကိုစိုးရင်နေခဲ့ပါတယ်ဒါမှလည်းတွိုင်းလိုင်းနဲ့တွေ့မလားဆိုရယ်စိတ်ကိုတော့ကိုမြောင်ကမွေးထားပါသေးတယ်တတိကတော့ကန်ဂျမာပါမတစ်ခါလောက်တွေ့နိုင်မှလို့ဝင်ပြီးတော့ပြောပါတယ်ဒုနဲ့ကိုမြောင်အခန်းတွင်လှည့်လည်ကြည့်နေနဲ့ လိုက်ကအုပ်ထားတဲ့ပုံတပုံကိုသွားပြီးတော့တွေးလိုက်ပါလေ။ကိုမြအားဒီပုံသားကိုသွားကြည့်လိုက်တဲ့အခါမှာတော့သူ့ပုံသူတွေးလိုက်ရပါလေ။အဲ့ဒါကလမ်းမဆိုင်မှာခဏမုန်ထိုင်စားတော့ကဂုံမြောင်ရဲ့တခဏပုံကြီးဖြစ်ပြီးတော့ဂျုံစော့ကအမိရဆွဲထားနိုင်ခဲ့ပါလေ။ဒါမှမဟုတ်ခွန်ရှိစီကိုဝေကောင်းစားလာတဲ့မျိုးမီတယောက်ကရောက်လာခဲ့တာပါ။အဲ့ဒါမှတော့ဂုံမြောင်ကသူပြောခဲ့သလိုဒီပုံကိုဘလို့ရောင်းရမလဲလို့တွေးနေခဲ့ပါလေ။အဲ့တော့ကအိမ်ပြန်ချင်းတော်တော်များများမှဂုံမြောင်နဲ့ဂျုံစော့တို့ကစကားသေးချာပြောပြခဲ့ကြပါလေ။ကြပြာဆောက်ချောင်းဆွေးနွေးခဲ့ကြပြီးတော့ ။ပကြည်အကြောင်းကိုလည်းဆွေးနွေးခဲ့ပါသေးတယ်။ကိုမြောင်တော့ဂျွန်းစောကိုစိတ်တမကြဖို့နဲ့ဂျွန်းစောကောင်မလေးကတကယ်တမ်းမလှတာကြောင့်ကိုကိုကိုမနှိမ်ချဖို့ပြောပါလိမ့်။ဂျွန်းစောအမေကိုတိုင်ကလည်းကိုမြောင်ကိုချစ်ပြီးတော့ဂယုစိုက်ပါလိမ့်။အဲ့လိုနင်းကြတွေမှာကိုမြောင်အိမ်ပြန်ချိန်တွေကဂျွန်းစောနဲ့သာပြန်လာခဲ့တာပါ။ကျွန်းစွားတော့တာမန်ချင်းဒီမှာတော့မကြီးမပြုံးနေတတ်ခဲ့ပြီမိကိုမြောင်နဲ့ဆိုအမြဲတမ်းရည်နေပြုံးနေခဲ့ပါလေအဲ့ဒါမှာတော့ကျွန်းစွားကကိုမြောင်သူကြီးစားကိုပြခဲ့တယ်ကိုရီးယားမှာအကြီးဆုံးခရစ်စမတ်တစ်ပင်ကိုလှမ်းပြီးတော့ပြပါတယ ရုံးဘဝသဘောမကျခဲ့မဲ့ကျုံးစောကတော့ဂုံမြောင်ကခရစ်စမတ်တစ်ပင်လို့ဘယ်နေရာချချအလုပ်လုပ်တယ်ဆိုတဲ့အကြောင်းကိုပြောပါတယ်။ပြီးတော့ကျုံးစောကဂုံမြောင်ခရစ်စမတ်တစ်ပင်လို့တောက်ပပြီးတော့ရင်ခုန်အောင်လဲလုပ်နိုင်တယ်လို့ပြောလိုက်ပါတော့တယ်။အဲ့ဒါမှတော့ဂုံမြောင်နဲ့ရုံးဘုံတို့ဟာထိမှန်နေတွေအတွက်အတူတူဖြတ်တန်းနေရပါတယ်။တကယ်တော့ဂုံမြောင်မှာလဲသူမတူတဲ့အိမ်မက်တွေရှိပါတယ်။ဒါမဲ့တက်ကတော့တက်ဘွဲရနှစ်ဖက်မိဘမိတ်ဆက်တဲ့အချိန်ထိဘွားရဲ့ကန္တာတိုင်းမှာမိဘတွေကပါဝင်လာခဲ့တာပါ။အဲ့တုန်းကလဲရုံးဘုံရဲ့မိဘတွေကနောက်ကျနေပြီးတော့ကွမ်ရှစ်ကတော့မဆောက်နိုင်တော့ပါဘူး။ ကိုမြောင်တော့အာနာသလိုဖြစ်နေပြီးတော့စိုးမကားပိတ်နေရကြောင့်မိဘတွေကိုခဏဆောင်းခိုင်းထားပါတယ်။ဒါပေမဲ့ကွမ်ရှစ်တို့ကလေးအောင်စီးပြီးတော့ဒီကိုလာခဲ့ရတာပါ။အဲဆုံးကတော့သူသမီးကနာမငိန်ဖြစ်နေရကိုကြည့်ပြီးတော့ဒေါသထွက်နေမိပါတယ်။အဲလိုနဲ့တိတ်မကြခင်မှာရုံပုံမိဘတွေရောက်လာကြပါတော့တယ်။အချိန်ကလေးမှာပုံမှန်ဘသူကမှအောက်မကျွတ်တတ်တဲ့အဲဆုံးကခမီးခမတ်ကိုအောက်ကျွတ်ပေးနေခဲ့ပါတယ်။ပြီးတော့ကွမ်ရှစ်ကလည်းလက်တုံနာကိုဖုံးကွယ်တဲ့နီးလန်းကိုပထမဆုံးချိန်နေနဲ့အသုံးချခဲ့ပါတယ်။အဲနောက်မှာတော့ကိုမြောင်မိဘတွေနဲ့ရောက်ခမလောင်းတွေအတွက် ်ဟေးကိုလုံလုံလောက်ထဲပေးခဲ့ပါဒါမဲ့ဂုံမြောင်သူ့အတွက်ကိုတော့အကြံကိုသာစားခဲ့တာပါအဲ့ဒါကိုမြင်ရတဲ့အမေဖြစ်သူကတော့စိတ်ထဲကနေအဲ့လိုတွေဆက်မလုပ်ဖို့ဒါအခြေနေခဲ့တာပါအဲ့တော့အဲဆုံးကသူ့ရဲ့ငယ်ဘွားကိုပြန်မြောင်ပြီးသွားပြီးတော့သူ့ပကံနဲ့သမီးဖြစ်သူဂုံမြောင်ပကံကိုလဲလိုက်ပါတယ်အဲ့ဒါမှတော့ဂွမ်ရှစ်ကမင်္ဂလာပွဲကိုသူတို့ဂျဲကျူးမှလုပ်ဖို့ရည်ရွယ်ထားကြောင်းပြောလိုက်ပါတယ်ဒါမဲ့ရုံဘုံအမေကတော့ဂုံမြောင်ကသူ့အိမ်သားဖြစ်လာတော့မှမလို့မင်္ဂလာဆောင်နှစ်ခါမလုပ်ချိန်မဲ့အေးဆေးတာပြီးသွားစီခြင်းနေပါတယ် ုံမုံဖေကတော့သူမိမကိုကြည့်ပြီးတော့ဂုံမြောင်ရောက်လာတော့မှမလို့အိမ်မူကိစ္စတွေလောက်တာနေနားရတော့မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ယုံမုံမေကဂုံမြောင်အိမ်မူကိစ္စဘာကိုမှမတတ်ပဲဟင်းရောင်ဖျောက်အောင်မထည့်တတ်တာကိုပြောပြလိုက်ပါတယ်။ကွမ်ရှိလေသူသမီးကကုမ္ပဏီလှုပ်လှုပ်နေတဲ့အိမ်ကိစ္စပါတွဲပြီးတော့လှုပ်ရတာပေမန်းမှာကိုစိုးရင်နေပါတယ်။အဲအကြောင်းယုံမုံမေကတော့ဂုံမြောင်ကိုသူသားနဲ့လက်ထပ်ပြီးတာနဲ့ကုမ္ပဏီကထွက်ဖို့ပြောထားကြောင်းပြောလိုက်ပါတယ်။အဲစကားကြောင့်အဖေရောမေရောကလန့်သွားတဲ့အတွက်ယုံမုံလည်းဝင်ပြီးတော့တားရပါတော့တယ်။အဲတော့ရောက်ကတိကဟင်းရထပ်ပြီးတော့တောင်းနေတာကြောင့် ဂုံမြောင်ကထပြီးတော့လှုပ်ပေးရပြန်ပါလေ။အဲလိုလှုပ်ပေးနေတော့ဂုံမြောင်မလှုပ်တတ်မတော်တာတွေကိုရောက်ခမကတော့ပြောဆိုနေပြန်ပါလေ။ကွမ်ရှိကတော့သူနဲ့အကြည့်ချင်းစုံလာတဲ့ရုံမုံကိုသူသမီးပြောဆိုခံရတာကနေကာကွယ်ပေးဖို့အကြည့်နဲ့ပြခဲ့ပါလေ။အဲလိုငယ်စဉ်တုန်းခါကဓမင်းဝိုင်းမှာကွမ်ရှိလက်ထိုင်လိုက်တဲ့အခိုက်အတန့်ကိုအဲဆုံးတသက်အမှတ်ရနေမိပါလေ။ကွမ်ရှိကသာဓမင်းစပွဲကိုလက်ထိုင်တဲ့ဒိုဒုံရဲ့သမိုင်းကပထမဆုံးယောက်ျားဖြစ်ခဲ့ပါတယ်။အဲလိုတွေတွေးနေတဲ့ဂုံမြောင်ကတော့သူ့လောက်ရမယ့်အရာကိုသေချာလုပ်နေတာပါ။ ဲ့ချိန်မှာပဲရုံးဘဝထပြီးတော့ကိုမြောင်စာလှုပ်ပေးဖို့ကြိုးစားပါတော့တယ်။ဒါအောင်မကြီးရတဲ့အဲဆုံကတော့ကလေးနှောင်ကိုသာထိုင်ခိုင်းလိုက်ပြီးသူကိုယ်တိုင်ထပြီးတော့ခတ်ပါတယ်။အဲကြောင့်ရောက်ခမတော့အဲဆုံဝင်ဝင်လှုပ်ပေးနေလို့သာကိုမြောင်ကဘာမှမတတ်တာလို့ပြောလိုက်ပါတယ်။အဲဆုံကသူ့ရဲ့အဖိုးတန်သမီးလေးကိုနှမျောလွန်းတာကြောင့်မခိုင်းရက်ခဲ့တာလို့ပြောပါတယ်။အဲနောက်မှာတော့ရုံးဘုံနဲ့ကိုမြောင်ကအဲဆုံနဲ့ကွမ်းရှိကိုပြန်ပြီးတော့လိုက်ဖို့ပေးခြင်းပေမဲ့အဲဆုံကတော့ညင်းပါတယ်။ကိုမြောင်ကတော့တက္ကစီစီးဖို့ပြောနေတဲ့အတွက်သူသမီးအကြောင်းသိတဲ့ကွမ်းရှိလည်း ရှေ့ကနေခတ်သွက်သွက်ထွက်ပြီးတော့တက္ကစီငှားပါလေအန်နာမတော့ကွမ်ရှေ့ကသူသမီးအကုံတော်တွေတတ်တယ်ပြောပြီးတော့ဖုန်းဆက်မယ်လို့မှားခဲ့ပါလေတက္ကစီထွက်သွားတဲ့ခါမှာတော့အဖေကသာလက်ပြနေခဲ့ပြီးအမေကတော့ငိုနေရာကြောင့်လှည့်မကြည့်ခဲ့ပါဘူးရုံမွားတော့ဂုံမြောင်တို့မိသားစုလူတွေစိတ်ဆင်းရဲနေရတာသူ့ကြောင့်မှန်းကိုတီးသွားပါလေအန်နာမတော့ဂုံမြောင်နဲ့ရောက်ခမတွေနဲ့အတူတူကားစီးပြီးတော့ပြန်ခဲ့ရပါလေရောက်ခမကတော့ဂုံမြောင်အเจ้าကိုသာပြောနေခဲ့တာကြောင့်ရုံမုံလဲတားရပါတော့တယ်အမေကြောက်တဲ့ရုံမောင်ကအမေကဒါဆိုဒါပဲဖြစ်ခဲ့ရပါလေ ရုံမုံမေကတော့သူ့ကိုပြန်ပြောခဲ့တဲ့အဲဆုံးကိုမကြေမချမ်းဖြစ်နေပါလေ။အဲနောက်ဂုံမြောင်လဲသူ့အမိသားစုရဲ့လိုလေသိမရှိဂူးဆိုင်ခံပြီးတော့တန်ဖိုးထားခံရတဲ့သူလိုကြီးပြင်းလာတာပါလို့ဝင်ပြီးတော့ပြောပါတော့လေ။အဲကြောင့်ဂုံမြောင်ကမျက်ရည်တွေကိုထိမ်းပြီးတော့အားတင်းကသူ့ဘော်အရန်မချမ်းတမ်းမှုပြောလိုက်တာပါ။ပြီးတော့ဂုံမြောင်ကသူ့မိဘတွေမျက်ရည်ကျတာမျိုးမဖြစ်ချင်းလို့ဆိုပြီးတော့ထပ်ပြီးတော့ပြောပါတယ်။တပတ်မှလဲအဲဆုံးကသူ့သမီးကိုတက်ကတူပို့ခဲ့တာကအိမ်မှုကိစ္စလုပ်ဖို့မဟုတ်ဘူးလို့ပြောနေပါတယ်။ဒီတော့ဂုံမြောင်ကအမဲရှိကနေပြောရဲဆိုရဲရှိခဲ့ပေမယ့် ဒီလိုနေရာမျိုးမှာအမေအတွက်တောင်ဝင်မပြောပေးခဲ့တာကိုဒေါသာထွက်နေတာပါအဲဆုံးကတော့သမီးရဲ့နောက်မှာထောက်ပံ့ပေးနေတဲ့သူတို့တွေရှိပါလျက်နဲ့အပြောခံလိုက်ရတာကိုစိတ်ဆိုးနေတာဖြစ်ပါတယ်ပြီးတော့အဲဆုံးကဂွမ်ရှိကိုလည်းရှေ့ထွက်လာမယ်ထင်ခဲ့ပေမဲ့ဘာမှဝင်မပြောတာကိုပါစိတ်ဆိုးနေပါတယ်ဂွမ်ရှိလည်းအချိန်ချင်းရှေ့ထွက်ချင်းခဲ့ပေမဲ့ဂုံမြောင်ကိုမထိခိုက်စေချင်တာကြောင့်ငြိမ်နေခဲ့တာဖြစ်ပါတယ်ဂွမ်ရှိကတော့သူသမီးကကောင်လေးပေါ်ချစ်ပြီးတော့ဂယူဆိုင်တာကိုရိပ်မိနေခဲ့တာပါမျက်ရည်တွေကိုတုံနေအဲဆုံးတယောက်ဒီကိစ္စကိုလက်မခံနိုင်တာကြောင့်ဂုံမြောင်နဲ့အတူဒါကို ကြော်လွှားပြမယ်လို့သာပြောနေခဲ့ပါလေပြီးတော့ကွန်မြောင်းကိုရုံမုံတို့မိသားစုဘာမှမပြောနိုင်အောင်တို့တွေစိတ်ပူစရာမလိုအောင်လုပ်မယ်လို့အဲဆုံးကပြောပါလေအဲဆုံးတော့သူသမီးကိုလုံးဝအထင်မသေးစေရဘူးလို့ယောက်ျားဖြစ်သူကိုပြောနေခဲ့ပါလေအဲတော့မှတော့နောက်ထပ်တစ်ချိန်ရုံမုံမိနဲ့တွေ့ဖို့ကွန်မြောင်းနဲ့အဲဆုံးတို့သွားကြပြန်ပါလေကွန်မြောင်းကတော့ရုံမုံမိမကြိုက်ကြအောင်နေပြနေပြီးတော့တထေးတယောက်လိုအိမ်ရှိန်တယောက်လိုဆက်ဆံနေပါလေအဲတော့အဲဆုံးလည်းဒေါသထွက်ပြီးတော့ကလန်ဆန်နေလို့ပါတော့တယ် ရုံမုံမေကစောင့်နေရတာကိုမုံနာကြောင့်ကိုမြောင်းတော့သူ့မေကိုသာအမြန်လမ်းလျှောက်ခိုင်းနေပါလေ။အဲဆုံးကလည်းခြေထောက်နာနေပြီးတော့သူတို့တုန်းကတော့အတော်ကြာစောင့်ရရတာကြောင့်ကိုမြောင်းအပြုတ်မှုကိုစိတ်ဆိုးသွားခဲ့ပါတော့လေ။အဲနောက်မှာတော့အင်ဂျီဆိုင်ကိုရောက်တဲ့အခါအဲဆုံးကသူ့အကြိုက်ဆုံးပန်းရောင်ကိုသာတိုင်းကြည့်နေပါလေ။ဆိုင်ရှာလည်းချီးကျူးပြီးတော့အဲဆုံးကအရင်ထဲကပန်းရောင်ကိုကြိုက်တာကြောင့်ပန်းပုံစံနဲ့ပန်းရောင်လေးတွေကိုရှာနေခဲ့ပါလေ။ကိုမြောင်းလည်းကူရွေးပေးနေပြီးတော့သူ့အမေကြိုက်တဲ့ပန်းမွင့်ပုံနဲ့ယူဖို့ပြောနေခဲ့ပါလေ။ပြီးတော့ကိုမြောင်းကအဲဆုံးတို့မှာသမီးတစ်ယောက်ထဲသာရှိတာကြောင့် တသက်လုံးသူတို့သမီးအမေအနေနဲ့တခါပဲပွဲတက်ရမှာမလို့လှုပ်ချင်တာအကုန်လှုပ်ဖို့ပြောလိုက်ပါလိမ့်။အဲဆိုတော့အဲ့လိုမဟုတ်ပဲသူတို့ကအမေချစ်စရာကောင်းတဲ့အစဉ်ပုံစံလေးတွေနဲ့အပွင့်သေးသေးပါတာလေးတွေပဲဝေဖူးတာကြောင့်သာရွေးနေတာပါလို့ပြန်ပြီးတော့ဖြေလိုက်ပါလိမ့်။ဒါပေမဲ့ရုံဘုံအမေကတော့ဘာယူပါဆိုပြီးတော့လိုက်ပြီးတော့ဆုံးဖြတ်ပေးနေခဲ့တာပါ။အဲဆိုတော့ပန်းအောင်ပဲကြိုက်တာဖြစ်ပြီးတော့ရုံဘုံအမေကကန့်ကွက်နေပါလိမ့်။ကိုမြောင်လည်းသူ့အမေတကယ်ကြိုက်တာဝင်ပြောပြီးမယ်ရုံဘုံအမေကတော့လက်မခံပါဘူး။ရုံဘုံအမေကဧည့်သည်တွေကိုသူတို့ဘက်ကပါဖိတ်ထားတာကြောင့် သူပြောသလိုလှုပ်ဖို့သာအမိန်ပေးနေခဲ့တာပါအဲဆိုနဲ့ဘာမှမပြောတော့ဘဲခေါင်းကုန်းနဲ့သမီးကိုသာကြည့်ပြီးတော့အားမလို့အားမရဖြစ်နေရပါတော့တယ်အဲတော့မှတော့အဲဆိုကသူ့ခမီးကမတ်အတွက်လက်ဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့ရုံဘုံအမေကတော့ခက်ပေါ့ပေါ့သာဆက်ဆံနေတာကြောင့်အဲဆိုစိတ်ထဲမှာအတော်လေးကိုနေရခတ်သွားခဲ့ပါတယ်အဲတော့အဲဆိုကသူ့ကိုမြောင်ဟာမျောလင်ထားသလိုပြီးပြေဆုံးမလားဆိုတာမသိပေမဲ့တေချာစဉ်းစားတတ်တဲ့သူပါလို့ပြောလိုက်ပါတယ်အဲကြောင့်သူသမီးပေါ်တေချာကြည့်ရင်ကောင်းတဲ့စိတ်ထားလေးတွေ့လာမှာလို့ပြောနေခဲ့ပါတယ် သူတို့ဘက်ကတော့ရုံးပုံးကိုတကယ်သဘောကျပြီးဂုံမြောင်းလေးနဲ့အရန်ကိုသဘောကျနေရကြောင်းအစီအပြေအကြောင်းကိုပြောပါတယ်ပြီးတော့တမက်ဖြစ်သူကသူတမီးဂုံမြောင်းကိုဂယူဆိုင်ပေးတဲ့အတွက်အဲဆုံးကသဘောကျနေပါလိဒါမဲ့ရုံးပုံးအမေကတော့အဲဆုံးမေပြောသလိုဂုံမြောင်းပေါ်ကောင်းကောင်းဆက်ဆံပေးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်တပတ်မှတော့ရုံးပုံးကနောက်ကျနေရကြောင်းအပြေးလာနေခဲ့ပါတယ်ဂုံမြောင်းလည်းရုံးပုံးလာကြိုတာကြောင်းရုံးပုံးကတော့လန့်သွားခဲ့တာပါရုံမုံလန့်တာကသူ့အမိနဲ့ဂုံမြောင်းမိနှစ်ယောက်တည်းရှိနေချိန်မှာမဟုတ်တာတွေပြောလိုက်မှာကိုလန့်နေတာပါ အဲ့ချိန်မှာပဲရုံဘုံကဂုံမြောင်လက်ကိုဆွဲကအမေနှောင်းရှိအားစီကိုအမြန်ပြေးလာခဲ့ပါတော့တယ်။ဆိုင်ထဲမှာလည်းရုံဘုံမေကသူ့သားအတွက်မပြောထွက်ပဲနေလို့မရတာကြောင့်အမှန်တိုင်းတွေကိုပြောနေခဲ့ပါတယ်။ရုံဘုံမေကဒီချိန်သူ့သားဘာမှမပြောလိုက်မိရင်သားအတွက်တစ်သလုံးနောင်နာရနေမှာလို့ပြောလိုက်တာပါ။အဲကြောင့်ရုံဘုံမေကဒီမင်္ဂလာပွဲကိုတားပေးဖို့အဲဆုံးငိုကူညီတောင်းနေပါတော့တယ်။ရုံဘုံမေကတော့မာနာတွေကိုအများကြီးစူးစမ်းပြီးတော့လွတ်ချခဲ့ပေမဲ့အမေတယောက်အနေနဲ့ဘလို့မှတော့လက်မခံနိုင်ဖြစ်ခဲ့တာကြောင့်အခုလိုလှုပ်လိုက်တာပဲဖြစ်ပါတယ်။ ရုံမောင်ကသူ့မိအတွက်တော့အာရယာဖြစ်နေအောင် သူ့အတွက်မပြေစုံတဲ့ဂုံမြောင်းကိုလက်မခံနိုင်ဖြစ်နေရတာပါ။အဲတောင်ရုံမုံမိကသူ့မိသားစုထဲမှာဂုံမြောင်းကိုနေရာမပေးနိုင်ကြောင်းအဲဆုံးကိုဒဲအတိုးပဲပြောချလိုက်ပါတော့တယ်။အဲတောင်ရုံမုံမိကအဲဆုံးသမီးဖြစ်သူကိုနားချပြီးတော့မင်္ဂလာပွဲကိုတားနိုင်မယ့်နီလန်ရအောင်ရှာဖို့ပြောခဲ့လိုက်တာပါ။အဲတော့မှတော့ဂုံမြောင်းနဲ့အဲဆုံးကအိမ်ကိုဝုန်းတိုင်းပြန်ရောက်လာပါတယ်။ဂုံမြောင်းတော့တစ်ချိန်လုံးထမင်းဝိုင်းမှာစကားမပြောတဲ့သူ့မိကြောင့်ရုံမုံအနေအားခတ်တာကိုဒေါသထွက်နေခဲ့တာပါ။ ပြီးတော့အဲဆွန်းကရုံမုံမှာဘာအားသာချက်မှမရှိတာကြောင့်သဘောမကျအကြောင်းကိုပြောလိုက်ပါလေအဲ့ဒါကိုကြားလိုက်တဲ့ဂွန်မြောင်နဲ့ तू ကဘာမှမတော်တာကြောင့်ဗီဇတိုင်းကောင်းတယ်ဆိုပြီးတော့တော့မပြောနိုင်တော့မလားလို့ပြန်မေးလိုက်တာပါတကယ်တော့အဲဆွန်းကသူ့သမီးမကောင်းမြင်ခံရမှာကိုကြောက်ပြီးတော့ဘာတခွန်းမှမပြောဘဲနဲ့နေနေခဲ့တာပါအဲဆွန်းလည်းဂွန်မြောင်ကိုမုံမှာဆိုးလို့သာအဲ့လိုနေရတာဖြစ်ပြီးရုံမုံထက်တာတာမရှိလို့လောက်တာမဟုတ်ဘူးလို့ဖြေးလိုက်ပါလေကိုမြောင်လည်းသူ့မိအဲ့လောက်စိတ်တူနေပုံရရင်ရုံမုံတစ်ခုခုပြောတာကြောင့်ပဲလို့ထင်သွားခဲ့ပါလေ အဲဒါကြောင့်အဲဆွန်းလဲငယ်ငယ်ကမူဂျိုပို့ရင်တော့တာသမီမုံနာခမ်းမှာကြောက်တဲ့သူကသူများအိမ်မှာတာသမီကိုအတ်ထားပြီးတော့စိတ်ရှိတိုင်းမလုပ်နိုင်ကြောင်းကိုပြောပါလေအဲဆွန်းလဲဂုံမြောင်းကိုသူ့အတွက်ပဲဖြစ်ဖြစ်သေချာလေးအလုပ်လုပ်ဖို့ပြောပါလေတကယ်လို့ဂုံမြောင်းသားစိတ်ညစ်ရရင်တော့အဖေနဲ့မေပဲကြေကွဲကြရမှာလို့အဲဆွန်းကပြောလိုက်ပါလေဂုံမြောင်းသားအိမ်ရဲ့အကောင်းဆုံးတာသမီဖြစ်ပြီးတော့ယုံမုံတို့အိမ်မှာတော့စုံပြူဖြစ်လာပါလေအဲ့ဒီတုန်းကလည်းယုံမုံမေကယုံမုံအိမ်လာပြီးတော့ဂုံမြောင်းကိုလာပြီးပြောဆိုနေခဲ့ပါလေယုံမုံမေကတော့အိမ်ကနေခွဲထွက်အောင်လုပ်ရင်ယုံမုံစီက ိမ်ရလာမယ်ထင်လားလို့ဂုံမြောင်းကိုမေးတာပါ။ရုံမုံမေကတော့တောက်ဆောင်ငိန်ခံလာခဲ့တဲ့ဂုံမြောင်းပေါ်အတော်တန်ကိုမှစီကြော်လာခဲ့ပါလိမ့်။ရုံမုံမေကဂုံမြောင်းမေအဲဆုံးကိုနားလည်အောင်ပြောခဲ့တာတော့မှခမီးခမက်ဖြစ်မှဂျင်းနဲ့ချင်းနေတာလို့ခတ်နေပြီးတော့ပြောနေပါလိမ့်။အားကြောင့်ဂုံမြောင်းလည်းမျက်ရည်တွေကျပြီးတော့သူ့အမေကိုဘာပြောခဲ့တာလဲလို့မေးလိုက်ပါတော့တယ်။ရုံမုံမေကတော့အဲဆုံးဘာမှပြန်မပြောတာကိုတကယ်ပဲအံ့ဩပြီးတော့ဂုံမြောင်းကိုသူတို့မိသားစုနဲ့မရမကထည့်ချင်နေရလို့ထင်သွားခဲ့ပါတော့တယ်။ အဲ့ဒါကြောင့်ဂျုံမုံမေကတော့သူမင်္ဂလာပွဲတားခိုင်းခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတော့တယ်။တပတ်မှတော့ဂွမ်ရှင်းနဲ့အဲဆုံးတို့ကမင်္ဂလာဝိဆုံကိစ္စပြဿနာတက်ခဲ့တာကိုပြန်ပြီးတော့ပြောနေကြတာပါ။အဲဆုံးကတော့ဂုံမြောင်းပေါ်သာကောင်းမိမယ်ဆိုရင်မလားမပါဝိဆုံကိုအကျဉ်းတစ်ထောင်ဝစ်ပေးနိုင်တယ်လို့ဂွမ်ရှင်းကိုပြောပြနေပါတယ်။ဂွမ်ရှင်းကတော့သူသမီးဂုံမြောင်းကိုလူတိုင်းချစ်ကြတာကြောင့်အကုန်အစီအပြေမှာပါလို့ပြောနေပါတယ်။အဲဆုံးကတော့ကိုသားသမီးမုန်းခံရတာကစိတ်ညစ်စရာအကောင်းဆုံးဖြစ်ပြီးဂျုံမုံမေလည်းသူ့လိုပဲအတူတူသားသမီးကိုပြုစုပြောထောင်ပေးခဲ့တာတော့ ဘာလို့နားမလဲပေးခဲ့တာလဲလို့ပြောနေပါလေ။ကွမ်ရှိကတော့သူသမီးခေါမြောင်ကအကုန်တော်ပြီးတော့အရာလုံးကိုကြည့်ကြက်ပြီးတော့ကောင်းကောင်းလုပ်တတ်တယ်လို့ပြောလိုက်ပါလေ။ပြီးတော့ကွမ်ရှိကသူတို့ကခေါမြောင်ကိုကိုကိုလေးစားတောင်ပြိုးထောင်ထားတာကြောင့်အများနဲ့မတူပဲကွာခြားတယ်လို့ပြောလိုက်ပါလေ။တပတ်မှတော့ရုံးမုံမေကငိုပဲငိုနေခဲ့တဲ့ခေါမြောင်ကိုတောက်လျှောက်ပြောဆိုနေခဲ့ပါလေ။ခေါမြောင်တော့တစ်ခေါက်လေးတောင်ကျင်းနာနာမဆက်ဆံခဲ့ဘူးတဲ့။ရုံးမုံမေကသူ့အမေကိုဘာလို့လုပ်ခဲ့လဲလို့တီးသွားပြီလို့ပြောလိုက်ပါလေ။ တကယ်တော့အဲဆုံးတောက်လျှောက်ခေါင်းငုံတီးခံပေးခဲ့တာဟာကိုမြောင်ဘာမှမလုပ်တတ်တာကြောင့်မဟုတ်ပဲယုံမုံကအမေဖြစ်သူကြောင့်အဆက်ရမှာကိုတွေးမိလို့ပဲဖြစ်ပါလေယုံမုံမေကခွန်ရှိရဲ့ကြိုးနေတဲ့လက်တချောင်းကိုမြင်ပြီးတော့နေစားအလုသမားလိုတောင်ထင်မိကြောင်းပြောလိုက်ပါလေယုံမုံလည်းတားပေမဲ့အမေဖြစ်သူရဲ့စကားတွေကဓာသွားတယ်လို့ပို့ပြီးတော့ထပ်မြလာနေခဲ့ပါလေကိုမြောင်နဲ့သူ့ဖေကြောင့်မဆက်ခဲ့ရသလိုမိဘတွေကြောင့်နည်းနည်းလေးတောင်အဆက်ရဘူးတာမရှိကြောင်းကိုပြောလိုက်တာပါပြီးတော့ဒီလက်ထပ်ပွဲပြင်ဆင်နေတဲ့ကာလတချောင်းလုံးမှာ ရုံမုံတို့အိမ်ထက်သူတို့အိမ်ကသာတိတိတတပူတက်ကြွနေပြီးပါဝင်နေခဲ့တာပါလို့ဂုံမြောင်ကပြောပါတယ်။အဲနောက်ဂုံမြောင်မင်္ဂလာပွဲကိုလုံးဝမလုပ်နိုင်တော့ဘူးလို့ပြောလိုက်ပါတော့တယ်။ဂုံမြောင်ကသူ့အခြေဦးရုံမုံကိုကြည့်ပြီးတော့အဖေနဲ့မေမျက်ရည်ကြမဲ့ဒီမင်္ဂလာပွဲကိုဘယ်လိုမှဆက်မလုပ်နိုင်တော့တဲ့အကြောင်းကိုပြောချလိုက်ပါတော့တယ်။ဂုံမြောင်ရုံမုံမေနေခြင်းလိုခြင်းနဲ့ဘဝကရုံမုံဘဝဖြစ်ပြီးရုံမုံအပိုင်ပဲလို့ပြောလိုက်တာပါ။ရုံမုံမေကဂုံမြောင်ထက်မြက်တာကိုသိပေမဲ့လက်ထက်တဲ့နေရာမှာကိုက်ညီတဲ့အိမ်ချင်းတွေအချင်းချင်းသာ လှုပ်စေချင်နေတာပဲဖြစ်ပါတယ်။အဲဆိုလိုက်မျက်ရည်ကျပြီးတော့သူတို့သမီးကိုဗိုက်စာရအောင်ထားခဲ့တဲ့နေ့တက်တောင်မရှိခဲ့ဘူးဘူးလို့ပြောလိုက်ပါတယ်။ရုံမုံမေကတော့အာမနာစတဲ့မဲအခုလိုအဲဆုံကိုပြောပြလိုက်မှသူ့ရင်ထဲပိတ်ဆို့နေကြောက်တုံးကြီးကလိန်သွားတယ်လို့ပြောလိုက်တာပါ။အဲဆုံလည်းအဲ့ဒီကြောက်တုံးကရုံမုံရှင်ထဲမှာပိတ်ဆို့သွားမှာဆိုတော့အခုသတိပေးခဲ့ပါတယ်။အဲ့လိုမျိုးသားရဲ့ဘဝကိုအပိုင်သိမ့်ပြီးတော့နေခဲ့တဲ့ရုံမုံမေဟာအတက်ကြီးအိုမင်းရင်ရော်တဲ့အထီးကြံသွားနဲ့ဖြတ်တန်းခဲ့ရပါတယ်။အချိန်တခုရောက်တဲ့အခါမှာတော့ရုံမုံကနေစဉ်ရက်ဆက် အရက်တွေကိုပဲတောင့်နေပြီးတော့ရှာကီမန်ဖြစ်နေခဲ့ပါပြီအမေဖြစ်သူကတော့မိမရဲ့မျက်နှာမျက်နှာကဲကြည့်နေရဖို့သူပြိုးစို့ပြိုးထောင်ခဲ့တာမဟုတ်ကြောင်းယုံပုံကိုပြောပါတယ်ယုံပုံကသူနင့်နာခဲ့တာတွေကိုပြောနေချိန်မှာအမေဖြစ်သူကယုံပုံသာကိုမြောင်နဲ့လက်ထပ်ခဲ့ရင်ပူတော်မကန်ဆိုးနိုင်ကြောင်းကိုပြောနေပါတယ်ယုံပုံမရအမြဲတမ်းနင့်နာသူဖြစ်နေဟန်ပြရှိခဲ့ပြီးတကယ်တမ်းမှာတော့ယုံပုံကသာဆုံဆုံခဲ့ရသူပဲဖြစ်ပါတယ်ယုံပုံရဲ့မလားမပမင်္ဂလာပွဲမှာလည်းအမေဖြစ်သူတယောက်သာပြုံးရီလို့ရှိနေခဲ့တာပါ အဲလိုနဲ့ပဲဂုံမြောင်နဲ့အခြေဦးနဲ့တော့နတ်သမီးပုံမြင့်အဆုံးအသတ်မျိုးမရရှိခဲ့ရရှာပါဘူးအဲဒါကြောင့်ဂုံမြောင်ရုံမုံအိမ်ကနေချက်ချင်းပဲဆင်းလာခဲ့ပါတယ်ပြီးတော့ရုံမုံအမေကြောင့်သူအခုငိုတောင်မငိုချင်တော့ဘူးလို့ဂုံမြောင်ကပြောလိုက်ပါတယ်အိုင်းဒီကအသေးကွဲလာတဲ့ဂုံမြောင်ကမြောက်ကိုရီးယားတရှိုးလိုမျိုးရှိုက်ပြီးတော့ငိုကြွေးလို့နေခဲ့တာပါနောက်ရက်တွေမှာတော့ရုံမုံကဘာမှဖြစ်သလိုလာတွေ့ပါတယ်ဂုံမြောင်လည်းမသိချင်အောင်ဆောင်ပြီးတော့ဒါအဆောင်ထဲကိုဝင်သွားခဲ့ရပါတယ်ဂုံမြောင်တို့က9နှစ်လောက်တွဲလာပြီးတော့လမ်းခွဲတာတစ်နှစ်တောင်ပြည့်လာခဲ့ပါပြီ ကိုမြောင်တို့ကအချင်းချင်းနာကျင်စီခဲ့ကြပြီးတော့ချက်ချင်းမဖြတ်နိုင်တဲ့တန်အောင်စင်ကျိုးတွေနဲ့တယောက်နဲ့တယောက်တန်းတားလို့တော့နေခဲ့ကြပါတယ်။ရုံပုံမွေးနေတော့ကလည်းရုံပုံကတိုက်ရုံမှာစောင့်ပြီးတော့ကိုမြောင်အတွက်ပန်းစည်းလက်ဆောင်ကိုလာပြီးတော့ပေးခဲ့ပါတယ်။အဲအချိန်မှာပဲကိုမြောင်ကတော့သူတို့တွေလုံးဝအဆုံးသတ်ဖို့ရုံပုံကိုတွန်းအားပေးပြောဆိုခဲ့တာပါ။သူတို့နှစ်ယောက်ကတယောက်ကိုတယောက်သဘောကျနေပြီမဲ့ထပ်ပြီးတော့မလုံနိုင်တော့တဲ့ကိုမြောင်ကြောင့်ယာအလုံးကိုလက်လျှော့ဖို့ဖြစ်လာခဲ့ရပါတယ်။ကိုမြောင်တော့သူတို့တွေမိသားစုဖြစ်သွားခဲ့ရင်အချင်းချင်းမုံမိမှာပဲလို့ပြောပါတယ်။ရုံပုံကတော့လမ်းမခွဲပေးခြင်းပဲငိုယိုလို့နေခဲ့တာပါ။ အားကြောင့်ဂိုမြောင်နဲ့ရုံမုံဟာငိုယုံနေကြပြီးသူတို့နှစ်ယောက်ရဲ့နောက်ဆုံးပွေဖက်ခြင်းကိုအကောင်းဆုံးဖန်တီးခဲ့ကြပါတော့လေဘသူမှမရှိတဲ့စိုးမှဂိုမြောင်အတွက်ရုံမုံကချစ်သူမိသားစု အခင်ဆုံးတငယ်ချင်းဖြစ်တဲ့ခုနှစ်နှစ်တာရှိနေခဲ့တာပါဒီလိုနှစ်ယောက်တည်းရှိတဲ့နေရာလေးကနေငယ်ရွယ်တဲ့မင်းသားလေးကတော့ဂိုမြောင်စီကနေထွက်ခွာသွားခဲ့ပါတော့လေ ုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျနောက်နေ့မှာပိုင်းဆက်တွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ဒရမာ series ဖြစ်တဲ့အတွက်ကျွန်တော်တင်ဆက်နေရပုံစံမျိုးမဟုတ်တာကြောင့်လိုအပ်ချက်များရှိရင်လည်းတီးခံပြီးတော့ကြည့်ပေးကြပါဦးရုပ်ရှင်ကားတွေအစားဆုံးကြည့်ချင်တယ်ဆိုရင် Telegram Channel ကို Join ထားလို့ရပါတယ်ခင်ဗျဒီနေ့မှာချိန်ပေးပြီးတော့နားဆင်အားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်အန့်ခင်မူပါ